အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်သက်တဲ့အားလုံးမင်္ဂလာပါဆိုတော့ Chelsea အသင်းကအခုဒီနေ့ရာသီအတွင်းမှာဒါဘယ်လိုပြောမလဲဆိုတော့ဒါအခု Tottenham Hotspur ကို back to back 9ပွဲဆက်တိုက် Premier League မှာနိုင်ပွဲရတယ်အဲ့နောက်ဆက်တွဲကနေ Chelsea ကအခုဘယ်လိုပြောမလဲ right on the track ပြန်ဖြစ်လာတဲ့အချိန်မှာဒီရာသီမှာ Chelsea တသိန်းလုံးမှာပုံမှန်အဖြစ် Chelsea အသင်းရဲ့အကောင်းဆုံးစားမဆိုကျွန်တော်တို့ကခူးဖာမှာပဲရွေးရတာ ခိုးဖားမပဲအခုကျွန်တော်ခိုးဖားမကိုချဲစီနဲ့မတွေ့တာတော့တော်တော်ကြာပြီရာသီရာသီအစပွဲစဉ်နှစ်မှာဝက်ဆန်နဲ့ပွဲမှာခိုးဖားမကိုတွေ့ခဲ့တယ်အဲ့ကလေးကတောက်လျှောက်ပျောက်သွားပြီးတော့မှခိုးဖားမကမန်ယူနိုက်တက်နဲ့ပွဲမှာသူပြန်ပါခဲ့တယ်ခဏလေးပဲကစားခဲ့ပြီးတော့မှ injury ဖြစ်သွားလို့ဒါဘယ်လိုပြောမလဲခိုးဖားမက Brighton နဲ့ပွဲ Liverpool နဲ့ပွဲ Forest နဲ့ပွဲ Sunderland နဲ့ပွဲ အခုစပါးနဲ့ပွဲပရီးမီးယားလိ၅ပွဲချန်ပီယံလိ၂ပွဲကာရဘောင်းကပ်၃ပွဲတိုတယ်၈ပွဲလောက်ပါမှမပါဘူးဆိုတော့ဒီနှစ်ရာသီကချက်စီရဲ့ဆိုဖာအကောင်းဆုံးမှာကိုဖာမာထက်အသင်းမှာအရေးကြီးဆုံးနဲ့အကောင်းဆုံးခြေစွမ်းပြပြီးတော့ချက်စီကွင်းလေနဲ့ချက်စီတသိန်းလုံးရဲ့အကောင်းဆုံး standard player ဆိုပြီးသူပြောဖက်ဆိုတော့ Wyses Kaiser လို့ပဲ ဝိုင်းဆက်ခိုင်စီရူကဒီယာတီမာချယ်ဆီတို့အတွက်တွင်းကိုမာယောဖန်တီးမှုပါယောခိုင်စီရူကအခုနောက်ဆုံးကစားခဲ့တဲ့အခုဒီစပါးနဲ့ပွဲမှာတကူဖန်တီးပေးခဲ့တဲ့သူကိုတိုင်းပရီးမီးယားလိမှာ၃ကိုတွင်းပြီးတော့ယူရိုပီယံချန်ပီယံလိမှာတကူနဲ့သူ၄ကိုတွင်းတာတယ်ပုံမှန်အဖြစ် defensive midfield player တယောက်ရှိကအလောက်ရတယ်ဆိုတော့ကိန်းခဏဟာတော်တော်ကောင်းတယ်ဒါအခုဒါဘယ်လိုပြောမလဲ အဲ့ဒါကတော်တော်ကိုကောင်းပြီးတော့အခုလက်ရှိမှာ Wises Kaisido ကလုံးဝ on fire ပဲဆိုတော့ကျွန်တော်တို့အခုရာသီဒီပြီးခဲ့တဲ့နှစ်နှစ်ကျော်လောက်က Chelsea အသင်းနဲ့အပြိုင်း Liverpool အပြိုင်းခေါ်ယူခဲ့တဲ့အချိန်မှာ Kaisido နဲ့ပတ်သက်လို့ပေါ့လေကျွန်တော်ပြန်ကြည့်တဲ့အချိန်မှာ Kaisido ကိုတကယ်တော့ Liverpool တကယ်ကိုလိုက်ခဲ့တာတကယ်လူတကယ်ကောင်းတဲ့ကစားသမားတစ်ယောက်ပဲဒါပေမဲ့ဘယ်လိုပြောမလဲ ခိုင်စီတို့ကိုလီဗာပူးစာရသွားရင်လည်းဘာလို့ပိုကောင်းသွားမှာဘာလို့ဆိုအဲ့ကွင်းလည်းမှာတော်တော်ကောင်းတာပြန်ဘာလို့ဆိုခိုင်စီတို့ကသူရဲ့ tackle ကစားပုံသူက right back လည်းရတယ် DN ရတယ်ပေါ့စုပေါ့လားလိုအပ်ရင်ဂိုးတက်သွင်းနိုင်တဲ့အခြေသွင်းရှိတယ်အထူးဖြင့် area ထိတ်တီမှာဆိုပလာလာပပဂိုးသွင်းနိုင်တဲ့ swan song ကြီးကောင်းရှိထားပြီးတော့ voices ခိုင်စီတို့ကအခုဒီနေ့ရာသီမှာ Chelsea အတွက်ပြိုင်ပွဲစုံမှာဘယ်လိုပြောမလဲဆိုတော့ဒါဘယ်လိုပြောမလဲ twin goal 5 goal ပါဝင်ပတ်သက်ထားတယ် ဒါအခုလောလောဆယ်အနေထားရတွင်းကို၅ခုပေါင်ပတ်သက်ထားတဲ့အခုလက်ရှိအနေထားရခိုင်စီတို့ကအခုလက်ရှိမှာချက်စီရဲ့အသင်းရဲ့ဗျာအတီးရတီအတက်ကင်းဆက်စ်ကိုရှိလို့ရှိရင်ခိုင်စီတို့ကပုံမှန်အဖြစ်ဂိုးများကြီးတွင်းလေးတွင်းထားရှိတဲ့ကစားမမဟုတ်ဒီကမကအသက်20ပဲရှိရနော် injury တောင်းတောင်းဖြစ်ခဲ့တဲ့ဒါပြီးခဲ့တဲ့ရာသီဒီချက်စီကိုစရောက်တဲ့ပထမရာသီမှာတကူပဲတွင်းတယ်ဒုတိယရာသီမှာ Premier League တကူနဲ့ပြိုင်ပွဲဆိုတကူစုပေါင်း2ကူတွင်းတယ်ဒီရာသီမှာ Premier League မှာ3ကူတောင်တွင်းပြီးသွားပြီ ဒါဟာသူ့အတွက်နံပါတ်1 big improvement ဖြစ်တယ်သူက defensive ဘိုင်းမှာဘောလုံး passing ပေးတဲ့အပိုင်းမှာ tackle လုပ်တဲ့အပိုင်းမှာ marking ကတဲ့အပိုင်းနေအပြင်းသူတို့က ball carry ability လေးတော်တော်လေးကောင်းတယ်လို့နောက်တစ်ခုကအခုနောက်ပိုင်းမှာအိန္ဒိယထိပ်မှာလှမ်းကန်တဲ့ shooting တွေနောက်တစ်ခုကဒီဘယ်လိုပြောမလဲဖန်တီးမှုတွေသူတော်တော်လေးတိုးတက်လာဒီချက်ကသူ့ရဲ့ game ကိုနောက်ထပ် level တစ်ခုမြင့်ပေးတဲ့သဘောဖြစ်လာတယ်။ဥပမာဥပမာကျွန်တော်တို့ Carlo Casemiro ရဲ့အကောင်းဆုံးအချိန်မှာသူက defensive midfield player တယောက်ထပ်ပိုးတဲ့အလုပ်တွေအများကြီးလုပ်နိုင်တယ် ဒါကျွန်တော်တို့အခု defensive midfield မှာ Andrew Pia လို့ဆိုရင်ကြီးလိုက် deep line playmaker ဆိုမဲ့သူကိုယ်တိုင်လည်းတွင်းနိုင်တယ်ဖန်တီးနိုင်တယ်အဲ့လိုမျိုး DN ကနေအလုပ်ကောင်းကောင်းလုပ်နေတယ်ဥပမာ Liverpool မှာဆိုလဲ Craven Bash ကိုဂိုးတက်တက်တွင်းနေတယ်ဗျာ DN ဖြစ်တည်တိုင်အောင်ဆိုတော့ဒီလိုမျိုးအခု Arsenal မှာဆိုလဲ Rice က Rice ကတော့အခုအဓိကတော့ delivery ပေါ့လေသူကတော့ set piece set piece က assist တွေသူလည်းဂိုးတွေတောက်လျှောက်တွင်းတယ်ဆိုတော့ခိုင်စီတို့ကလည်းအိုက်လေပဲတကယ်ကောင်းတဲ့အခြေအတွေ့အခုဆိုရင်ဗျာပြီးခဲ့တဲ့ရာသီတွေက Chelsea ပြီးခဲ့တဲ့ရာသီကတော့ All Boy ကခိုးဖားမှာပေါ့ ကိုဖာမာကတကယ် biggest gain ဒီမှာသူဆွမ်းဆောင်ရကောင်းပြပြမယ်ဒီဟာဒီကတော့ကျွန်တော်အမြင်တော့ white side kai zero က chelsea ရဲ့အကောင်းဆုံးကစားမပဲ maybe ဒုတိယအကောင်းဆုံးလို့ပြောမယ်ကစားမ anso fernandez လည်းပြောလို့ရတယ် mark cucurella ပြောလို့ရတယ် maybe နောက်အသင်းကောင်းဆောင် free change ရှိမယ်ကိုဖာမာရှိမယ်နောက် attacking ဘက်မှာဆိုတန်တူရှိတယ်ဒီလောက်ပေါ်ဒီကစားမတွေကတကယ်ရဲ့ center player တွေပဲဖြစ်ပြီးတော့ ခိုက်စီတို့ကတော့ way ahead chelsea ရဲ့အကောင်းဆုံးကစားမအဖြစ်ဒီရာဒီမှာတော့ကျွန်တော်ရဲ့အမြင်ပေါ့လေ chelsea ပြည်သက်ဘယ်လိုမြင်ကြလဲဒါ moises ခိုက်စီတို့ပေါ့ကိုမမဝင်အောင်မှတ်ချက်ပေးကြပါအလုံးကျေးဇူးတင်ပါတယ်